်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့အသုံးပြုတဲ့နယ်ပယ်မှာပူးပေါင်းဆောင်ရွက်ဖို့အတွက်ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့စစ်တပ်ရဲ့သိပ္ပံနဲ့ဤပညာဝန်ကြီးဌာနတို့ဟာစက်တင်ဘာလ26ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့စစ်တပ်ရဲ့သတင်းစာတွေမှာဖော်ပြပါဗျာ။ ဒါ့အပြင်ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းရိုစတာတန်ညွှန်ကြားမှုချုပ်နဲ့ဆေးဥစုတို့တွေ့ဆုံပြီးနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုဖို့ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနျူကလ িয়ার အခြေခံအဆောက်အုံတွေဆောက်လုပ်ဖို့နဲ့နျူကလ িয়ার ဆိုင်ရာကိစ္စတွေမှာသင်တန်းပေးဖို့အစားအရွေကိုဆွေးနွေးခဲ့တယ်လို့လည်းစစ်တပ်ရဲ့သတင်းစာတွေကဖော်ပြပါဗျ။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာရုရှားနိုင်ငံကနျူကလ িয়ার နည်းပညာရထားတဲ့နှစ်80ပြည့်အထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ကမ္ဘာအနုမြူရဲတပ်ဖိုရမ်ကိုတ က်ဖို့ရုရှားနိုင်ငံကိုရောက်နေတာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဟာရုရှားသမ္မတပူတင်နဲ့စက်တင်ဘာလ25ရက်နေ့ကတွေ့ဆုံခဲ့သေးပြီးမြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိစ္စနဲ့အရင်ကရုရှားနဲ့အစိုးရစုကြားသဘောတူလက်မှတ်ထိုးထားတဲ့ကိစ္စတွေအကောင့်ထဲပေါ်ဖို့ကိုလည်းဆွေးနွေးခဲ့တယ်လို့စစ်တပ်ရဲ့သတင်းစာတွေမှာဖော်ပြပါရရှင်။ စစ်တပ်ထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေးမြို့မှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာမဲထဲကြဖို့မဲဆွဲစည်းရုံးနာတွေမြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM နဲ့ပတ်သက်တဲ့သတင်းတွေကိုဖိအားပေးခေါ်ဆောင်နေရတွေရှိနေရလို့စစ်တွေးဒေသခံတွေနဲ့စစ်ရှောင်တွေစီကသိရပါဗါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွဲမြို့နယ်မှာစစ်ကော်မရှင်လက်အောက်ခံရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအပါအဝင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာစစ်တွဲကဒေသခံတွေအပါအဝင်စစ်ဘေးရှောက်တဲ့နဲ့မွတ်စလင်လူမျိုးတွေကိုဖိအားပေးခေါ်ဆောင်ပြီးရွေးကောက်ပွဲအတွက်မင်းထင်းနှင်းစနစ်တွေကိုတင် जा ပေးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စတင်မလာ16ရက်နေ့ကစပြီး19ရက်နေ့အထိစစ်တွဲမြို့ခိုင်တစင်ခံမမှာရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံကဥစည်းကျင်းပပြီးတော့မြန်မာအီလက်ထရောနစ်မေးပေးဆက် ME UCM နဲ့ပတ်သက်ပြီးဒေသခံတွေအပါအဝင်လူပေါင်း100လောက်ကိုတင်းနယ်ပို့ချပေးနေတာတွေအပြင်လက်တွေ့သရုပ်ပြမေးပင်းနည်းတွေကိုပါပို့ချပေးနေတာပါဒါပေမဲ့လည်းစစ်တွေမြို့မှာရှိတဲ့ရက်ကျဲအုပ်ချုပ်ရေးမှုတွေကရက်ွက်အလိုက်ဒေသခံတွေအပြင်စစ်ဘေးရှောင်တွေကိုလည်းစခန်းတစ်ခုစီကနေဆစ်ရှင်းနေပြေးပြီးတဲ့စစ်ဘေးရှောင်90လောက်မဖြစ်မနေတော့ရမယ်ဆိုပြီးဖိအားပေးပြောဆိုနေတာတွေရှိနေလို့စစ်တွေကဒေသခံတွေနဲ့ဆစ်ရှောင်တွေကပြောပါတယ်စစ်ကော်မရှင်ရဲ့မေးပင်းစနစ်တင်တဲ့တော့ရောက်တဲ့စစ်ဘေးရှောင်တွေကိုစစ်တွေမြို့ ို့အချက်ကျဲဥက္ကဋ္ဌကရွှေဝါဆက်ပြ2000စီပေးတယ်လို့တင်းတန်းတော်တက်ရောက်ခဲ့တဲ့စစ်ပေးဆောင်တယောက်ကပြောပါတယ်။ဘောဘောကြီးရောက်ခဲ့အောင်မိထိုင်ဖို့ဆက်လိုက်ဖို့သူတို့ကားပါတယ်။ သူတို့ကဟောပြောပွဲတွေလုပ်တယ်မဲထဲမဲ့စနစ်ကိုပြတယ်ငပြောသီးပါတီစပြစ်သီးပါတီခရမ်းသီးပါတီစက်သွန်နီပါတီအဲ့လိုပါတီတွေအမျိုးမျိုးပါပဲခလုတ်ကိုနှိပ်လိုက်တာနဲ့ပါတီနာမည်တွေကတမ်းပြီးထွက်လာတယ်သူတို့ကကြိုက်တဲ့ပါတီကိုရွေးချယ်ပြီးနှိပ်ခိုင်းပါတယ်နှိပ်လိုက်တာနဲ့နောက်ဆက်တစ်ခုမှရွေးချယ်ထားတဲ့ပါတီရဲ့နာမည်စလစ်လေးကထွက်လာပါတယ်အဲ့ဒါပြီးရင်ပြန်သွားလို့ရပါပြီ တို့ထည့်ခိုင်းတဲ့ပါတီတွေကဘယ်ကိုကိုစားပြုမှန်းလဲကျွန်တော်တို့မသိပါဘူး။သွားတဲ့သူတိုင်းကိုရကြေးဥက္ကဋ္ဌကတယောက်စီတိုင်းကိုစက်ပြနှစ်ချောင်းကြစီပေးပါတယ်။တချို့ရက်ွက်တွေမှာကြတော့သွားမဲ့သူတွေကိုလက်ဖက်ရည်နဲ့မုတ်ကြွေးပါတယ်။ကျွန်တော်တို့ကသွားလဲမသွားချင်ဘူး။အားလဲအားမပေးချင်ပါဘူး။တို့လှောင်ထားတဲ့ချက်တွေကိုတို့ကဆွဲခွန်ရင်လိုက်ကိုလိုက်ရမယ်ဆိုတဲ့သဘောဖြစ်နေလို့ပါ။ သက်ဆိုင်ရာရက်ကွက်ဥထုတ်ရေးမှုကဖီဟာပေးပြီးခေါ်တဲ့အစံရွေးကောက်ပွဲမှာသူကိုယ်တိုင်ရွှေဝါဆက်ပြနှစ်တောက်ကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ရွေးကောက်ပွဲနီးစနစ်မေပေးပုံမေပေးနည်းတွေကိုသူရှင်းရှင်းလင်းလင်းသိခဲ့ပါရဲ့လား။ကျွန်တော်တို့ကိုတင်နန်းပေးတာလားဒါမှမဟုတ်ကြိုတင်မဲဖြစ်သွားမှာလားတော့ကျွန်တော်တို့မသိပါဘူး။ဒါအပြင်စစ်တွေမြို့မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလည်းရွေးကောက်ပွဲမှာမဲယုံစောင့်ဖို့အတွက်ပြောဆိုထားရလေရှိနေတယ်လို့ဆိုပါတယ်။အရှိမစစ်တွေမြို့က ဥတမပန်းချံခိုင်တစဉ်ပန်းချံတွေအပါအဝင်စစ်ကောင်မရှင်လက်အောက်ခံအစိုးရရုံးရှိတွေမှာရွေးကောက်ပွဲနဲ့ဆိုင်တဲ့အသိပညာပေးဆိုင်မော်တွေထောင်ထားတယ်လို့သိရပါတယ်။စစ်ရေးပဋိပက္ခတွေကြောင့်ပြည်သူတွေဗပောင်းဆောင်ကဒုက္ခရောက်နေတဲ့အချိန်မှာစစ်တပ်ကနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ပဲဦးတည်ထားပြီးတော့အထူးအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပနေတာပါလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့အထွေထွေအတွင်ရင်မှုဦးမျိုးကျော်ကပြောပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပဲဖွဲ့စည်းပုံမှာပဲဖြစ်ဖြစ်ပြည်သူတဦးရဲ့အခွင့်အရေးဆိုတာရှိတယ်။မဲပေးခြင်းမပေးခြင်းဟာပြည်သူတဦးရှင်စီနဲ့ဆိုင်ပါတယ်။အဲဒါကိုနေပြီးတော့အကျန်းဖက်တလို့နဲ့မင်းလာကိုလာမယ်မဲပေးကိုပေးရမယ်ဆိုတဲ့ဟာမျိုးအားတော့ အကျံဖဲမှုတက်တက်တာဖြစ်တယ်။ပြည်သူတွေတိုင်းမှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်။မဲပေးလို့ကလည်းပေးနိုင်တယ်။ပေးတဲ့အခါလည်းသူတို့ကြိုက်တဲ့ပါတီကိုကြိုက်တဲ့သူတို့သတ်မှတ်ထားတဲ့လူကိုပေးနိုင်တယ်။မပေးချင်လို့ညှင်းမယ်ဆိုလည်းညှင်းပိုင်ခွင့်ရှိတယ်။တော်တော်လည်းအခုလှုပ်ထားတဲ့သူတို့ရွေးကောက်ပွဲမှာအဲလိုညှင်းပယ်ခွင့်မရှိတခုခုကိုရွေးကိုရွေးရမယ်ဆိုတဲ့စနစ်မျိုးဖြစ်တဲ့အတွက်မှဒီစနစ်ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့မဲပေးပိုင်ခွင့်ဆိုတဲ့ဟာနဲ့ကိုကဲွာနေတယ်လွဲတော်နေတယ်ဆိုတဲ့ဟာလည်းကျွန်တော်ပြောရှင်းပါတယ် စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အရခတက်တော် AA ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင်တော်လရင်အင်အားစုတွေကပြင်းပြင်းထန်ထန်ဆက်ကျင်ကက်ကွက်ထားကြပြီးတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ဆိုထားပါတယ်။လာမယ့်2025ခုနှစ်ဒဇင်မာလာ28ရက်နေ့မှာစစ်ကော်မရှင်ကရွေးကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိရခိုင်မှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ9ခုအထိရှိနေပြီးတော့ ဲ့ဒီထဲမှာဒေါက်တာအင်းမဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AHP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP ခမင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမြို့တိုင်းရင်းသားပါတီနဲ့မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ MLDP တို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရထားပါတယ်ကျွန်မကေခိုင်ပါ အမတ်တစိတ်တက်ဆေးဝါးတွေအပေါ်တရားရခိုင်နှုံအကြီးစားထရက်ကားတွေအပေါ်25ရခိုင်နှုံအပါဝင်ပို့ကုန်အများပြားပေါ်စီးကြက်ခွန်အသက်တွေချမှတ်သွားမဲ့အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်ပါတယ်ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှာကုန်ထုတ်ဆက်ယုံဆောက်လုပ်ရေးကိုစတင်ထားပြီးဖြစ်တဲ့ကုမ္ပဏီတွေကိုတော့ဒီစေဝါစီးကြက်ခွန်ကနေကင်းလွတ်ခွင့်ပေးမယ်လို့ထရန့်ကဆိုပါတယ်။ အမေရိကန်ကုန်ထုတ်လုပ်ငန်းနဲ့အမျိုးသားလူကြော်ရေးကိုကာကွယ်ဖို့အီးရွယ်ကောက်ခံတာဖြစ်တယ်လို့ထရန့်ကပြောပါရယ်။ဒီသတင်းကြောင့်အာရှတလောဆေးဝါးကုမ္ပဏီတွေရှယ်ယာတွေကျဆင်းကုန်ကြပါရယ်။အော်စတြေးလျက CSL က6နှစ်တွင် အနိုင်ဆုံးဂျပန်ဆူမီတိုမိုဆေးဝါးက300ခန်းလုံးကျော်ကျသွားပါရယ်။ဟောင်ကောင်နဲ့အိန္ဒိယဆေးဝါးကုမ္ပဏီတွေရဲ့ရှယ်ယာအညွှန်းကိန်းတွေမှာလည်းတန်မိုးကျကုန်ပါရယ်။တရုတ်ကပြည်ပေါ်ကထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းရှယ်ယာတန်မိုးကျဆင်းသွားတယ်လို့သိရပါရယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်